မမရကျွန်တော်အဲကားရှော့တွေရိုက်တဲ့စင်းနေဆိုလို့ရှိရင် ACC ပဲကျွန်တော်ကောင်းအောင် ACC တိုင်းဟုတ်လားကျွန်တော်လည်းဘူးမှမသိဘူးကမ္ဘာနဲ့ရိုက်နေတော့သိတယ်ဒီအမိုက်ကားကြီးတော့ဘာလို့ရိုက်နေကြမှန်းမသိဘူးပေါ့အဲ့လိုလိုဖိုးထောင်လားဒီနေ့အစားမင်းတို့ငတ်လို့စားလည်းမစားနဲ့ညိုက်ပါအောင်လည်းမနေချင်တယ်လို့ပြပစက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ကိုယ်တိုင်ဝင်လဲစားရိုက်ကလေးကဒီဒရမာကားရိုက်နေပဲဟိုစားကြရတာလေအဲ့တော့ကျွန်တော်ဘွားသေးဘောဇက်တို့ဒရမာဇက်တွေဆိုလို့ရှိရင်အရန်ကြိုက်တယ် ရိုက်လေးရိုက်ချင်တယ်ခွင့်အုတ်ထုတ်ဒီဇိုင်းတွေရောအဲ့ဒါတွေအကုန်လုံးကျွန်တော်အဲ့လိုအတူယူပြီးတော့အဲ့လိုလေးရိုက်ခဲ့တာအစင်ရဲ့မိဘတွေစီမှာလူကြီးဆုံးကနေနားပေါတောင်းရန်ပြေးမယ်ကျွန်တော်အခုဟောဟောအမိဘမေတ္တာဘွဲ့ကားလေးလည်းဟိုဟိုဒါဒီကားပေါ့နောက်ထပ်လည်းအဲ့လိုရိုက်ထားတဲ့ကားလေးလည်းရှိတယ်အဲ ယုံတင်ပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်ဝင်လဲစရိုက်ကလေးကဒီ drama ကားရိုက်နေပဲဟိုစခဲ့ရတာလေအဲ့တော့ကျွန်တော်ဘဝသေးဟိုဘောဇက်တို့ drama ဇက်တွေဆိုလို့ရှိရင်အရန်ကြိုက်တယ်ကြိုက်လေရိုက်ချင်တယ်ဒါပေမဲ့တချို့ခေတ်ကာလအခြေအနေလေးလည်းရှိတယ်ဒါပေမဲ့အဲ့ကြားရဲကျွန်တော်မမြင်ရရအောင်ရိုက်တယ်အဲအခုယုံတင်ဖို့လည်းရှိပါတယ်လာပါလိမ့်မယ်အမတရဆိုအိုက်ဆက်ကလည်းသူဘဝတိဥပေါ်တဲမှာပါတယ်အဲ့ဒီကားကဟိုကျွန်တော်တို့ အပြင်မှာတကယ်ဖြစ်ရမှာဖြစ်ရမှာဇလံကိုခြေခံပြီးတော့သူကရေးထားတဲ့စက်ပေါ့နော်ဒါပေမဲ့အဲ့လိုမှန်းကျေဆိုကျွန်တော်80ရာခိုင်နှုန်းလောက်ကတကယ်ဖြစ်ရမှာ30ရာခိုင်နှုန်းကတော့ကျွန်တော်ဒီရုပ်ရှင်သဘောအရနည်းနည်းလေးပြောင်းပြင်ဆင်လာလေးတော့ပါတယ်ဟောအဲ့လိုစမ်းမျိုးပါတို့ဒီမြောက်တကုန်ဘကာရီအမတ်ပုံကြီးနေပြီးတော့အဲဒီတဝိုက်မှာပါပဲအဲဒီ ဒီ seven ဒီ landway မိုက်ကားအမိုက်သိန်းနဲ့အဲအမိုက်ပုံလေးပေါ့အဲ့လိုဒါတော့ပြောဆိုတော့ကိုယ်မှတ်မိကြတာလားအဲမှတ်မရကျွန်တော်အဲကားချော့တွေရိုက်တဲ့စင်းနေဆိုလို့ရှိရင် ACC ပဲကျွန်တော်ကောင်းအောင် easy တိုင်းဟုတ်လို့ကျွန်တော်လည်းဘူးမှမသိဘူးရိုက်တော့ရိုက်နေပေါ့နော်သူတို့ဘူးတို့ရိုက်နေမှလည်းဘူးမလည်းမသိဘူးအဲ့လို easy သေးပါပဲ ဘူးမှမသိလိုက်ဘူးအဲအဲဘောကျွန်တော်ဒီအထိုင်ရိုက်တဲ့အချိန်နေဆိုလို့ရှိရင်တော့သိတာဗောအဲကျွန်တော်ကားရှော့တွေပါတယ်ဗောနော်ကျွန်တော်ဒီစီဗင်အမိုက်ကားနဲ့ကျွန်တော်တို့လိုပတ်တဲ့ကားရှော့တွေရိုက်တဲ့ဟာဆိုလို့ရှိရင်အကုန်လုံးကြည့်လို့ကြည့်နေတော့ရိုက်တော့ရိုက်နေကြတယ်ဗောနော်ကင်မရာနဲ့ရိုက်နေတော့သိတယ်ဒီအမိုက်ကားတွေဘာလို့ရိုက်နေကြမှန်းမသိဘူးဗောအဲလိုလိုကဲဘာဖြစ်လဲငါ့ကိုပြောတာမှာပြောတာမှာသူရနေဆန်တာလူရောဟုတ်ကြသေးတယ်ဟမ် နေစာရဲ့အဓိပ္ပာယ်ကတော့အဓိကတော့ဟိုမိသားစုဇက်ပေါ့နော်မိသားစုစုလေးမှာကျွန်တော်တို့ဖြစ်လေဖြစ်တာရှိတဲ့အဲ့လိုပုံစံလေးပေါ့အဓိကမိသားစုဇက်မောင်နှမဇက်အဲအဲ့လိုပုံစံလေးပါဟုတ်ကဲ့အဲဒီလိုပါပဲရိုက်တဲ့အချိန်ကတော့အကုန်လုံးဟိုဟိုတော်ထဲမှာမဟုတ်တာလေနော်အကုန်လုံးမှာရုပ်ရှင်ဇက်ပွဲတွေရောဟိုပါဝင်တဲ့တရုပ်ဆောင်တွေရောဒါအကုန်လုံးတစ်ဖွဲ့လုံးပဲအဲ့လိုရိုက်ခဲ့ကြတာပေါ့ဟုတ်ကဲ့ ဘလို့လေးလာခဲ့ရတာရှိလဲဆိုရင်ကျွန်တော်တို့အဲ့ဒီကာမရိုက်ခင်မှာကျွန်တော်တို့အရင်ဟိုတိုက်လိုက်ဆက်ဆိုင်လေးလည်းဖြစ်တာလည်းပါတာပေါ့နော်ကျွန်တော်တို့အဲ့လိုအကားဆက်ကရောက်ပြီးဆက်ကျွန်တော်ဖတ်ပြီးတော့မရှိသေးတယ်ပြီးတော့အပြင်ကိစ္စရှိတော့ကျွန်တော်တခုသွားသွားတဲ့အချိန်မှာအဲ့ဒီစီရင်ကားပေါ်မှာအဲ့ဒီထိုင်နေတဲ့အဲ့ဒီစီရင်ဝန်ထမ်းတယောက်ပေါ့နော်အာကျွန်တော်တပ်ပုံကြီးရိုက်တာလေးရှိတယ် ဟိုကျွန်တော်ကားရိုက်တဲ့အချိန်မှာလည်းအဲ့ဒီအကိုရဲ့အဲ့ဒီဟို skin အတိုင်းညရောဝင်အုတ်ထုတ် design ညရောအဲ့ဒါတွေအကုန်လုံးကကျွန်တော်လို့အတူယူပြီးတော့အဲ့ဒီလိုလေးရိုက်ခဲ့တာပါဟုတ်ကဲ့တခါတလေညမေးကြုံတွေ့ပြီမဟုတ်ပါဘူးအဓိကတော့အဲ့ဒီဟိုပါပဲဇက်ကာရီတာကာရီတာကိုတီးပြီးအဲ့ဇက်မှာကျွန်တော်လိုရမယ့်ဟာတီးပြီးဆိုလို့ရှိရင်ကျွန်တော်အဲ့လိုလေးပေါ့နော် လေးလာတယ်ပြင်ဆင်တယ်ဟိုအဲ့ဒါကြောင့်ပဲဖြစ်မှာပါဗျဟုတ်